မြန်မာတင်မောသားအချို့ပါတဲ့ပင်လယ်ကူးတင်မောဓမြတိုက်ခံရမြန်မာတင်မောသားအချို့လိုက်ပါလာသည့် VN စစ်စစ်တင်မောမှာဓမြတိုက်ခံရသည့်ဖြစ်ရကြုံတွေ့ခဲ့ရပြီးဒဏ်ရာရသူများကိုစင်ကာပူနိုင်ငံရှိဆေးရုံတွင်တင်ထားကြောင်းကိုတိုင်ကြုံရသောမြန်မာတင်မောသားတဦးကလူမှုကွန်ရက်မှာအသိပေးဖော်ပြထားပါသည်အဆိုပါဓမြတိုက်သည့်ဖြစ်ရမှာစင်ကာပူနိုင်ငံဒေသဆန်တော်ချိန်ဇွန်လ၈ရက်နနက်၃နာရီခွဲချိန်တွင်ဖြစ်ပြီး နနက်6နာရီဝန်းကျင်တွင်သင်္ဘောမှပြန်လည်ထွက်ခွာသွားကြောင်းနနက်3နာရီနနက်3နာရီခွဲအချိန်တွင်ဖြစ်ပြီးနနက်6နာရီဝန်းကျင်တွင်သင်္ဘောမှပြန်လည်ထွက်ခွာသွားကြောင်းပင်လယ်ဓမြ၈ဦးလောက်မှ73စီလိုအပ်ခြင်းကြောင့်ဓမြတိုက်ခဲကြခြင်းဖြစ်သည်ဟုသိရပါတယ်ကျွန်တော်သင်္ဘောပင်လယ်ဓမြတိုက်ခံရပါတယ်ကျွန်တော်ကဂျူတီထွက်ပြီးအခန်းပြန်နေချိန်လေကားမှာအဖမ်းခံရတာပါ ခါးကိုကမ်းပါတယ်။ခေါင်းကိုပိုးဖနှက်နဲ့ဖိနှင်းပြီးခြေလက်တွေကိုကျိုးတုပ်ပါတယ်။ခေါင်းစွတ်တွေနဲ့ကျွန်တော်အမြင်ခြေရောက်လောက်လာတယ်။ဓမ္မတရှိတွေတံပိုက်ကိုထိတ်မှဓာတ်တက်ထားရတွေပစိန်တွေအကုန်ပါတယ်။တနတ်တော်မတွေးမိဘူး။ကျွန်တော်ပြောပါတယ်။မင်းခန်းထဲကဘာပစ္စည်းတွေမှငါမထည့်ဘူးနော်တဲ့။မင်းကိုလည်းငါမတတ်ဘူးတဲ့။ငါတို့လိုချင်တာ မင်းတို့စက္ကန့်တည်းရဒီဇယ်စီးရဲ့ထပ်မပြေးနေတဲ့ထပ်ပြေးရင်ဒီမှာတွေ့လာတာအသေးတက်ပြစ်မယ်ဆိုပြီးပြောပါတယ်ကိုရင်ကြုံရသူမြန်မာသင်္ဘောသားတို့ကလူမှုကွန်ရက်မှာအသေးပေးပြောကြားထားခြင်းဖြစ်ပါတယ်တို့ပင်လက်တမျှများမှာသင်္ဘောပါရှိ electrical engineer အခန်းကိုဝင်စီးကြရာတွင်၎င်းမှပြန်လည်ခုခံတိုက်ခိုက်သည့်အခါဓာတ်ဖြင့်ဝိုင်းခုတ်ကြသည့်အတွက်ဒဏ်ရာပြင်းထန်ခဲ့ကြောင် သင်းမမတပ်အော်ဖီဆာဖြစ်သူမှာဓမြများမှဝန်ဖန်းရင်းနှစ်ဖူးကိုဓာဖြစ်ခုံးမိခြင်းကြောင့်လက်ရှိတွင် အစိုးရတရားရသူနှုတ်ပါဝင်တရားရသူအချို့ကိုစင်ကူဆေးရုံတွင်ပို့ဆောင်ထားကြောင်းသိရပါတယ်ကျွန်တော်ကတော့ပြန်မခုခံတော့တိတ်မထိခိုက်မိဘူးသင်းမသားဘဝကိုတော်တော်စိတ်နာနေပြီအခုလဲလေးကောင်းမြတ်ကိုဓမြတိုက်ခံရတယ်ဒီအလောက်ကိုလောက်စားခြင်းစိတ်မရှိတော့ဘူး ထိုတင်မသည်ဂူယာနာအလန်တက်လောင်စာစီတင်ဆောင်သည့်တင်မဖြစ်ပြီတင်မဘာတွင်မြမတင်မသားမိမြပါဝင်သည်ကိုအတိအကျမသိရသေးတော့လေဇွန်လ17ရက်နေ့နောက်ပိုင်းအချိန်တွင်စင်ကာပူအနေ၌တည်ရှိနေကြောင်းလည်းသိရပါတယ်